မင်္ဂလာပါ။ Audio Wine Zone မှာ ကြိုဆိုပါရစေ။ယခုတစ်ခါဖတ်ပြပေးမှာတော့ကိုအောင်မင်းထူးဆိုတဲ့ဖေဖော်ကောင်းကနေရေးတင်တာကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။မလ28ရက်နေ့ကလှုပ်ခဲ့တဲ့ငလျင်ကြီးနောက်ပိုင်းဒေတာတွေနဲ့ရှေ့ချဖြစ်နိုင်ခြေတွေကိုအသေးအံရှားနေတဲ့အထဲကျွန်တော်လည်းပါပါတယ်။အဲ့လိုရှားတဲ့အဒီကယူရချက်မှာရန်ကုန်ဟာငလျင်ကြောင့်ပြတ်စည်းနိုင်ခြေအရန်နဲ့တယ်ဆိုတဲ့အဖြေကိုလိုချင်လို့ပါ။ ြစ်ချင်တော့မြန်မာနိုင်ငံရဲ့ data တွေဟာ online မှာရှားပါတယ်မြန်မာ data ကိုကျွမ်းကျင်တဲ့မြန်မာပညာရှင်ကထုတ်ပြောမှသာပြည့်စုံမှာပါမနေ့ကမှဒေါက်တာမျိုးတန့် interview ကနေ data တွေတော်တော်များများဆွဲထုတ်မိပြီးဆက်ပြီးလေ့လာပြလိုက်ပါတယ်အခုအပြောများခဲ့တဲ့အတိတ်ကငလင်မှာ1900စနစ်ပြည်ဦးလင်ငလင်ကိုပဲဦးစားပေးပြောကြတာများနေလို့ပါဒေါက်တာမျိုးတန့်ပြောတဲ့အချက်လက်တွေရဲ့ ကျွန်တော်ရှာကြည့်လိုက်တဲ့အချက်လက်လေးတွေချရေးရရင်တော့1929ခုနှစ်အောက်တိုဘာလ10ရက်မှာလုတ်ခဲ့တဲ့စွမ်ငလင်လို့ခေါ်တဲ့ငလင်ဟာပြင်းအားက7.3ပြင်းအားရှိပါတယ်။သကိုင်းပြည့်ရွေမှာလှုပ်တာပါ။1939နှစ်မေလ9ရက်နေ့မှာကျတော့ဗကုံးငလင်လှုပ်ခဲ့ပြီးငလင်ပြင်းအားက7.4ပြင်းအားရှိပါတယ်။စွမ်ငလင်လှုပ်ပြီး9လကြာမှာလှုပ်ပါတယ်။သကိုင်းပြည့်ရွေမှာဖြစ်တာပါပဲ။ ဘကုံးငလင်ဟာရန်ကုန်နဲ့နီးလို့အပြက်စီးကြီးမားခဲ့ပြီးမြမကန်ရိုးတန်းတစ်ချောင်းမှာဆူနာမီ1.06မီတာတက်ခတ်ပြီးကန်ရိုးတန်းဒေသကိုအနှမ်းငယ်ရိုက်ခတ်ခဲ့ပါတယ်ဆူနာမီကြောင့်ပျက်စီးမှုတော့တိတ်မရှိလာပါ1939ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာတော့ဖြူးငလင်လှုပ်ခတ်ပြီးငလင်ပြင်းအားက7.6ပြင်းအားရှိပါတယ်ဘကုံးငလင်လှုပ်ပြီး9လကြာမှလှုပ်ခတ်ခဲ့တာပါ စကိုင်းပြည့်ရွေးမှာလှောက်ခတ်ခဲ့တာပဲဖြစ်ပါတယ်1932ခုနှစ်ဇန်နဝါရီလ28ရက်နေ့မှာတော့မြကြီးနားငလင်လို့လည်းခေါ်တဲ့ကာမိုင်းမြို့နားမှာလှောက်ခတ်တဲ့ငလင်မှာပြင်းအားကခွန်ဒသမ6ပြင်းအားရှိပါတယ်ယူးငလင်ပြီးတလားကျော်အကြာမှာလှောက်ခတ်တာပါစကိုင်းပြည့်ရွေးကြော်ဘော့မှာပဲလှောက်ခတ်ခဲ့ပါတယ်1932ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မှာတော့တောင်ကြီးငလင်လှောက်ခတ်ခဲ့ပါတယ်ပြင်းအားနေနဲ့ ခွန်တသမ3ညပြင်ရရှိပါတယ်။ကာမိုင်းငလင်လှုပ်ပြီးတပတ်နေတော့လှုပ်တာပါ။အပြက်စီးတအားများခဲ့ပြီးတောင်ကြီးမြို့ပတ်ဝန်းကျင်ဒေသတွေကိုလည်းထိခိုက်ခဲ့ပါတယ်။အပြက်စွမ်းအားကြောင့်အဲ့ဒီကာလမှာတိတာထင်ရှားခဲ့ပြီးဗြိတိရှအစိုးရအနေနဲ့နောက်ပိုင်းအဆောက်အုံတွေကိုပုံမခံနိုင်ရရှိအောင်ဆောက်ဖို့အလေးထားလာခဲ့ရတဲ့အထိပါ။ဒီဒေတာတွေကိုပြန်ခြုံငုံကြည့်ရရင်တော့1929ခုနှစ်ကနေ1932ခုနှစ် ကာလနှစ်နှစ်အတွင်းမှာမြန်မာနိုင်ငံမှာဖြားအပြည့်ငလင်ကြီး၅ခုလှုပ်ခဲ့ပါတယ်၄ခုကစကိုင်းပြည့်ပြည့်ပေါ်မှာပါအဲ့ဒီအချိန်ကအုတ်ချုပ်ရေးကိုတာဝန်ယူထားတဲ့ဗြိတိချအစိုးရအနေနဲ့လဲတော်တော်ခက်ခဲခဲ့မယ်ထင်ပါတယ်လူတွေလည်းတော်တော်အထိတ်တလန့်ဖြစ်ခဲ့ရှာမှာပါနှစ်နှစ်မှာငလင်ကြီး၅ခုလှုပ်တယ်ဆိုတာတော်တော်စိုးရင်စရာကောင်းပါတယ်ကာလာအဖြစ်ပြောရရင်ဆရာဆန်ရဲ့တောင်သူလက်သမားရေရော့ပုံကာလာဖြစ်ပါတယ် အခုနှစ်ပေါင်း65နှစ်ကြာ2025မှာလှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးမှာတော့သကိုင်းမြို့နာကိုဗဟိုပြုတယ်ဆိုပေမဲ့ပြည့်ရွေကြောင့်အပိုင်းတော်တော်များများကိုလှုပ်ပြီးသားဖြစ်သွားသလိုတက်ရောက်စေတဲ့အထိပြင်းသွားပါတယ်တဲ့မြောက်ပိုင်းအထိဆိုဆင်ကူးနဲ့တောင်ဘက်ဆိုရင်ဖြူအထိတက်ရောက်ခဲ့ပါတယ်တဲ့အဲ့လိုတက်ရောက်ခဲ့ပေမဲ့ပဲခူးပိုင်းကတော့ဖီအားတင်းပြီးကျန်းနေပါသေးတယ်လို့သုံးသပ်ပါတယ်တဲ့မန္တလေးတဝိုက်နဲ့ ဖြူတီစကိုင်းပြည့်ရရဖီအားရောကြသွားပေမဲ့ဘကိုးတဝိုက်ကဖီအားတင်းနေတယ်လို့သူ့အနေနဲ့၅နှစ်ကနေ၁၀နှစ်တွင်လှောက်နိုင်ချေရှိရလို့သုံးသပ်ပါတယ်တဲ့သူအဲ့လိုသုံးသပ်ပေမဲ့အပေါ်ကအချက်လက်ကိုပြန်ကြည့်ရင်1929ကနေ1931အတွင်းလှုပ်ခတ်ခဲ့တဲ့ဒေတာတွေကိုပြန်ကြည့်ရရင်တော့ဘကိုးငလင်ဟာအခုနေပဲချိန်မှာထက်လောက်မယ်ဆိုတာဟာအဝေးနိုင်ဘူးလို့သုံးသပ်ချင်သုံးသပ်လို့ရပါတယ် 1930မှာလှုပ်ခဲ့တဲ့ဗကုံးငလင်းဆူနာမီဖြစ်တယ်ဆိုတာကိုပြန်ခြေရခံရရင်လဲအဲ့ဒီချိန်ကဗကုံးငလင်းဟာအခုမလ28ရက်နေ့ကလှုပ်ခဲ့တဲ့ငလင်းကြီးလို့ဗဟိုချက်တင်မဟုတ်ပဲတောင်ဘက်အထိဆက်ဆင်းသွားပြီးပင်လယ်ရေကိုဆူနာမီဖြစ်ရလောက်အောင်တက်ရောက်ခဲ့တယ်လို့ယူဆရပါတယ်အခုကျွန်တော်ခြာရေးပြရတွေက1929 1931ကာလငလင်းတွေကိုပဲအခြေခံရေးတာပါ 1912ပြင်ဦးလွင်ကလင်1919ပဲခူးဖျားကြီးကလင်1946သကိုင်းကလင်1997တပိတ်ချင်းကလင်တွေအကြောင်းမပါပါဘူးကျွန်တော်အနေနဲ့ဒေတာတွေကိုရှာလာဟာရန်ကုန်ဟာအနေနဲ့တော်တော်နည်းပါတယ်မထိခိုက်နိုင်လောက်ဖူးဆိုတဲ့ကောက်ချက်ကိုလိုချင်လို့ပါအခုအချက်လက်တွေရတော့ကျွန်တော်လိုချင်တဲ့ကောက်ချက်မထွက်ပါဘူး ကျွန်တော်တို့လို့အင်ဂျင်နီယာပညာရပ်နဲ့အသက်မွေးနေတဲ့သူတွေအတွက်ဘယ်ရာကိုပဲချစ်ကက်ချစ်ကက်ယုတ်တိဗေဒရှိတဲ့ data နဲ့ခံမှန်းချက်တွေကိုပဲယူရပါတယ်။ကြံတဲ့ယုတ်တိဗေဒအရမဖြစ်နိုင်တဲ့ကိစ္စတွေချွေးတိုက်တာတွေကိုတော့ယုံမိအပေါ်ရောက်ဖို့လိုပါတယ်။